တဲ့လောကမှာမိသားစုအတွင်မှာပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုထဲမှာပဲဖြစ်ဖြစ်အဆောင်တစ်ခုထဲမှာပဲဖြစ်ဖြစ်ကျောင်းတစ်ကျောင်းထဲမှာပဲဖြစ်ဖြစ်ယုံတစ်ယုံထဲမှာပဲဖြစ်ဖြစ်ထိတွေ့ဆက်ဆံနေရတဲ့သူတွေရှိနေကြပါဘူးအဲ့ဒီထိတွေ့ဆက်ဆံနေတဲ့သူတွေအချင်းချင်းလူသားချင်းချင်းရိုင်းပင်မှုရှိရမယ်ဆိုတာလူတိုင်းနားလဲတယ် လူသားချင်းချင်းဖေးမမှု ရှိရမယ်ဆိုတာမသိကြဘူးမဟုတ်အကုန်သိကြတယ်လူသားချင်းချင်းမြတ်တာထားပေးရမယ်ကိုချင်းစာစိတ်ထားပေးရမယ်ဆိုတာမသိတဲ့သူ တရားမှမရှိဘူးအကုန်သိတယ်ထားပေးမယ်ဖြစ်နေတာကအဲ့ဒီကိုအသိအဖွယ်လေးတစ်ခုတည်းကိုမိသားစုလေးတစ်စုတည်းမှတော့နားလေပေးမှုမရှိကြဘူး နားလေပေးဖို့အခွင့်သာပေမဲ့လေနားလေပေးဖို့အာမဆိုင်ကြနားလေပေးရမယ့်အရာကိုမလုပ်ချင်ဘူးကိုအတ္တပဲကိုဦးစားပေးထားတယ်ကိုလိုချင်တာရရင်ဒါသူတို့ကအဆင်ပြေတယ်လို့ပြောတယ်သူလိုချင်တာကိုယူပြီးတော့တပတ်သူကအဆင်မပြေတယ်ဖြစ်သွားတယ်ဆိုတော့ထဲမတွက်ဘူးသူလိုချင်တာရဖို့လို့ပဲဒါကြောင့် နားလည်မပေးဘူးဖေးမပေးရမယ်ဆိုတာလူတိုင်းသိတယ်သိပေမဲ့ဘယ်သူမှမပေးမှာဘူးကိုဖြစ်ကိုခံပဲတခုခုဖြစ်သွားပြီဆိုလို့ရှိရင်ဖေးမကြမယ်ကုညီကြမယ်ရိုင်းပေးကြမယ်ဒီလိုမျိုးဟာလူပေါင်းလောကအစစ်လို့လူတိုင်းသိတယ်စာတွေဖတ်ထားတယ်ဘုဒ္ဓတရားတွေရှိတယ်လောက်ရမယ်ဆိုတဲ့အရာကိုသိတယ်မလုပ်ဘူး ုက္ခရောက်သွားတာကိုမတိမတာနဲ့ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့သူမျိုးကရှိနေတတ်သေးတာအဲ့ဒီမှာမှပုံပြီးတော့စိုးတာကဒီလူနဲ့ဒီလူသူမတာကိုမတာအနေထားလေးတွေသူလဲဒုက္ခတော်ထဲမှာကိုလဲဒုက္ခတော်ထဲမှာပဲကိုထမင်းစားရဖို့အတွက်ကိုနဲ့အတူတူဘဝတူအချင်းချင်းကိုတက်ပြီးတော့နင်းသွားတတ်တယ်အဲ့ဘဝတူအချင်းချင်းဘဝပြတ်အောင်လှုပ်ပလိုက်တယ် အတူတူလှုပ်ဖို့ကင်ပတ်ဖြစ်ပါရသားနဲ့သူ့အကျိုးအတွက်တပတ်သူရဲ့ပိုင်ဆိုင်မှုကိုမတရားသောနည်းဖြင့်ရအောင်ယူပလိုက်တာဘယ်လိုစိတ်နဲ့လှုပ်ရတာလဲလူသားချင်းချင်းကူညီရမယ်ရိုင်းပင်းရမယ်ဖေးမရမယ်စောင့်ရှောက်ရမယ်ဆိုတဲ့အရာတွေမသိလို့လှုပ်တာလားမဟုတ်ဘူးသိတယ်တိတိကြီးနဲ့ကိုတမင်လှုပ်တာ အဲ့ဒီတည်တဲ့သူတွေကြီးပဲရက်ဆက်မှုထိတ်ခေါင်ဖြစ်ကြတာမိသားစုတစုတည်းမှာကြည်လည်မယ်ဆိုရင်လေမိဘဆိုတာအနန္တကျေးဇူးရှင်အဲ့အနန္တကျေးဇူးရှင်ကဒေတာဒေသမီးတွေအပေါ်မှာဒီလိုတော့မလုံရက်လောက်ပါဘူးလို့ထင်တာသမီးကိုရောင်းစားတယ်တားကိုလည်းပဲပတ်စံအတွက်တနေရာကိုအပ်ပြီးတော့ပတ်စံပဲထုတ်ယူသွားတယ် ိုက်သားကျွန်လို့ယုံနေရတာလားအနှိမ့်စခံပြီးမှဒီပဆန့်ကိုရတာလားတမီးလေးကိုလည်းဒီတမီးလေးဘဝပြတ်ပြီးမှသူဒီပဆန့်ကိုသုံးရတာပါလားလို့ဂယုမဆိုင်ဘူးသူ့ထမင်းအတွက်သူ့ရဲ့ထမင်းတနက်အတွက်သူ့လိုချင်တာတစ်ခုအတွက်တားရဲ့ဘဝကိုလည်းစရေရဲတယ်တမီးရဲ့ဘဝကိုလည်းစရေရဲတယ်အဲ့ဒီလို့ မိဘမျိုးတွေလည်းရှိတယ်။ဘယ်လိုစိတ်နဲ့အဲ့ဒီလောက်ရက်ဆက်တာလဲ။မိဘတွေသားသမီးပေါ်မှာမေတ္တာအပြည့်နဲ့ရှိတယ်ဆိုတာ။ဒါဟာရေပုံရစကားသာပြောထားပေမဲ့လူဆိုတာအတ္တသာမတိမိုင်မဲစွာနဲ့ပဲအကြောင်းအကျိုးတော့မဆင်ခြင်နိုင်ခင်အိမ်တော်ပြုတ်တယ်ကိုကိုတိုင်လဲကို့ဘုံမှာကို့မိဘက တွန့်တင်ဆုံးမဘူးနဲခဲ့တယ်။အဲ့ဒီတော့ကို့လက်ထက်ကြတော့လေကိုသားသမီးကိုမတွန့်တင်မဆုံးမတက်တဲ့အပြင်ဘဝအမြင်ကိုကလွဲမားစွာဖြစ်လာတယ်။မွေးထားတဲ့သားသမီးကိုခိုင်းစားရမယ်။အဲ့ဒီလိုစိတ်နဲ့မွေးလာတာ။အဲ့တော့သူမွေးတဲ့သားသမီးတွေဟာငရဲလာခံရတာဝစ်ကြွေးလာဆက်ရတာနဲ့တူတယ်။မိဘကြောင့်ဘဝတွေတင့်တယ်သွားတာရှိပေမဲ့မိဘကြောင့် ဘဝတွေပျက်စီးသွားတဲ့သားသမီးတွေအများကြီးပဲအဲအဲ့ဒီလိုတစ်ဖက်မှာပြန်ကြည့်လိုက်တော့မိဘအင်မတန်ကောင်းတယ်သားသမီးအတွက်ဆိုကျွေးတယ်သားသမီးရဲ့အနာဂတ်အတွက်ကိုကိုဘဝကိုစတဲ့ပြီးတော့လှုပ်ပေးတယ်သားသမီးအနာဂတ်အတွက်မရှိရှိတာရှားချံပြီးတော့ဖန်တီးပေးတယ်အဲ့ဒါကို ဘာသမီးကမိဘရှာကျွေးတာလဲတသက်လုံးစားခဲ့တယ်။နောက်အဲ့ဒီမိဘကြီးကိုအိမ်ယာမဲ့ဖြစ်သွားအောင်လှုပ်ပစ်တယ်။အမိုက်ပုံပေးမှာသွားပြီးတော့စွန့်ပစ်တယ်။ဘယ်လိုနှလုံးသားနဲ့အဲ့ဒီလောက်ရက်ဆက်ကြတာလဲ။ဒီလိုစဉ်းစားလို့မရတော့တဲ့အထီးကို လောကကြီးကိုအံ့ဩသွားစေလောက်အောင်လောကကြီးပြောင်းဆန်းနေတာ လောကတန်ထွားဓမ္မထာအရာပညာရှိတွေဆုံးပါတဲ့ဇကားတွေကတော့ရှိတယ်။ဟောမိဘတောင်းဝင်ကြေပြွန်ရမယ်မိဘသည်ကျေးဇူးရှင်သာသမီဆိုတာမိဘအပေါ်မှာယိုသေးစွာမိဘကျေးဇူးကိုတည်တတ်စွာနေရမယ်စီးမြင်တွေစီးကန်းတွေဆရာကဆရာကျင့်ဝတ်တပြည့်ကတပြည့်ကျင့်ဝတ်အနန္တကျေးဇူးရှင်ဒီလိုအရာတွေနဲ့တုံတင်ဆုံးပါတဲ့စာပေတွေရှိပေမဲ့အဲ့ဒီစာပေတွေကိုလက်တွေ့မကျင့်သုံးကြဘူး ကိုမှရှိနေတဲ့အတ္တကိုအယောင်တင်လိုက်ပြီးတော့ကိုတယောက်တည်းရဲ့ပါရမှုကိုတယောက်တည်းရဲ့အကျိုးအတွက်ပဲမြင်တဲ့အခါသာသမီလည်းတက်နင်းပြတဲ့သူကနင်းတာပဲမိဘလည်းတက်နင်းပြတဲ့သူကနင်းတာပဲအမေတော်အဖေတော်ထဲမစင်စားတဲ့သူတွေများတယ်လို့ငါသားတော်ငါသမီးတော်တောင်ထဲပြီးတော့မစင်စားတဲ့သူတွေများတယ်။ဩငါငါတငယ်ချင်းပါလားလို့ဒီလိုတောင်မငဲ့ညာတော့ပဲနဲ့တငယ်ချင်းအရင်ကြီးရဲ့ဘဝကို နင်းပြီးတော့မှသူ့တမင်တလုံးအတွက်ရှားသွားတဲ့သူတွေလည်းမနေဘူးအဲ့တော့လောကကြီးမှာဘယ်ကားကိုမှပုံတိကားချက်တတ်မှတ်လို့မရဘူးအတ္တကြီးသူဆိုရင်ရှောင်ရမယ်အညူအတေးကြီးသူဆိုရင်ရှောင်ရမယ်လောဘကြီးလွန်သူဆိုလို့ရှိရင်ရှောင်ရမယ်ယံများလို့သူ့အနာမှာနေတဲ့သူတွေဟာသူ့ရဲ့အတ္တသူ့ရဲ့မာနသူ့ရဲ့လောဘတွေကြောင့် ပျက်စီးတတ်တယ်။အဲ့ဒါဟာကိလေသာရဲ့အစွမ်းတွေပဲ။ဒါကြောင့်မလို့တရားနာသူအပေါင်းသူတော်ကောင်းလို့လည်းဒီအတိုင်းပါပဲ။ဘဝမှာပုံတိကားချက်တွေနဲ့ပြောလို့မရဘူး။ကိုမသိနိုင်တော့ကိုမမြင်နိုင်တော့ပတ်ဝန်းကျင်တွေဆိုတာရှိနေတယ်။မိဘကြောင့်ဒုက္ခမရောက်ဘူးလို့ထင်တာပဲမြင်မိဘကြောင့်ဒုက္ခရောက်သွားတဲ့သားသမီးတွေအများကြီးရှိတယ်။တငယ်ချင်းအရင်ကြီးကြောင့်ဒုက္ခမရောက်ဘူးထင်ပေမဲ့အဲဒီတငယ်ချင်းအရင်ကြီးက နောက်ကျောဌာနဲ့ထိုးလိုက်တာတွေခံရတဲ့သူတွေအများကြီးပဲသားသမီးကြောင့်မိဘစိတ်ဆင်းရဲရမှာမဟုတ်ဘူးလို့ရေပုံရထင်ကြပေမဲ့သားသမီးဒုက္ခပေးလိုက်လို့မိဘနေစရာမရှိတော့တာမျိုးတွေမိဘဘဝပြတ်သွားတာတွေလည်းအများကြီးရှိတယ်ဒါကြောင့်အချင်းချင်းလူသားအချင်းချင်းလူသားဆန်တဲ့စိတ်နဲ့ကြည်နိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းချင်တာမကြိုးစားသေး၍လောကတည်ပိုပြီးပြည့်စည်လာလိမ့်မယ်လူသားဆန်ပါ ေတ္တာထားပါကရုဏာထားပါကိုချင်းစာကြပါလို့ပြောခြင်းပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။